ဒီကနေ့ကျမ်းမာရေးပညာပေးကဏ္ဍမှာကျွန်တော်တို့လာခြင်းမှုဝေဒနာကုသရေးဆိုင်ရာစေဝါများနဲ့ပတ်သက်လို့เนาะလူနာရီအနေနဲ့ဘလို့အကျိုးရှိရှိတောက်တုံးတင်တယ်လေပေါ့เนาะဒီချက်လေးရလဲအလွန်တည်ထားတင်ပါတယ်နာရီလူသိယုံနဲ့ခံစားယုံနဲ့မပြီးပါဘူး ဒီနာတာကိုကုသဖို့အတွက်အသိဉာဏ်တစ်ခုလိုအပ်ပါတယ်အဲ့ဒီအသိဉာဏ်ကဘာလဲဆိုရင်ဒါခြင်းမှုဝေဒနာဖြစ်လာပြီဆိုရင်ဘာတွေစဉ်းစားတင်လဲအစဉ်စဉ်ဘယ်လိုလှုပ်ဆောင်တင်လဲစေဝါလေးတစ်ခုဝယ်ပြီးအလွယ်တကူသောက်သုံးလောက်ရုံနဲ့ပြီးသွားမှာမဟုတ်ပါဘူးเนาะပထမအနေနဲ့ဘာလို့နာရတာလဲနာကျင်ရတဲ့အကြောင်းရင်းကဘာကြောင့်လဲ cause of pain ပေါ့เนาะဘာကြောင့်နာရတာလဲဆိုတာကိုကိုတက်နိုင်တွေစူးစမ်းပြီးသိပေးပါကိုမသိနိုင်လို့ရှိရင်လည်းသိတဲ့လူစီသွားပြီးတော့ပြသပြီးတော့စစ်ဆေးမှုကိုခံယူပါဒါပထမဆုံးအရေးကြီးတဲ့ချက်ပေါ့ဒုတိယချက်ကဘလောက်နာသလဲကိုရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနေစဉ်တူက တော်လာလှူရှားနေတဲ့ daily life ကိုဘယ်လောက်များထိခိုက်မှုရှိနေသလဲเนาะအစိုးရလွန်လာမျိုးမဖြစ်တင်တယ်လို့ပေါ့ပေါ့ဆဆနေတာမျိုးလည်းမဖြစ်တင်ဘူးပေါ့တော့ intensity of pain ကို assess လုပ်ရပါတယ်เนาะ assess လုပ်ရပါတယ်เนาะနောက်တတိယချက်အနေနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်မှာနာကျင်မှုဝေဒနာဖြစ်ရတဲ့အတွက်ကြောင့် ဘာအင်္ဂါစိတ်ပိုင်းနေများပျက်စီးချွေးနေလို့လေတကယ်လို့ကိုယ့်ရဲ့နာကျင်မှုဟာတည်င်ကခဏလေးသာမဟုတ်ဘဲနဲ့တစ်ပတ်နဲ့လည်းမကောင်းနှစ်ပတ်နဲ့လည်းမကောင်းသုံးပတ်နဲ့လည်းမကောင်းသုံးလနဲ့လည်းမကောင်းဘူးဆိုရင်တော့ကိုယ့်အင်္ဂါစိတ်ပိုင်းချွေးမှုကိုတိတိကျကျစစ်ဆေးဖို့လိုလာပြီပေါ့နော်ဥပမာပြင်အာုံကြောနေများထိခိုက်နေနေလား ကြောက်ကပ်များပျက်စီးနေလို့လားအသိများပျက်စီးနေလို့လားเนาะစရှိသဖြင့်နာကျင်မှုခံစားရတဲ့ခန္ဓာကိုယ်အစိတ်ပိုင်းပေါ်မူတည်ပြီးတော့ယောဂါကိုရှာဖွေစစ်ဆေးဖို့လိုလာပါတယ်နောက်တစ်ခုကကိုယ်မှာဗာကျမ်းမာရေးပြဿနာတွေအရင်းခံရှိနေလေပေါ့ ကင်ဆာဖြစ်ပူးတဲ့လူတယောက်ကအယိုးကြောတွေနာလာပြီဆိုအယိုးတွေများပြန့်သွားပြီလားနာယုံမကဖြားတာတွေချမ်းတာတွေတုံတာတွေနော်ဖြစ်လာပြီဆိုလို့ရှိရင်လည်းယောဂဘိုးတစ်ခုခုဝင်လို့နာတာများလားစီးကြိုအပါဝင်နာတာရှိယောဂတွေများကို့မှာရှိနေပြီလားတချို့ကကို့မှာစီးကြိုဖြစ်လို့ဖြစ်မှန်းမသိဘူး နာတဲ့ဝေဒနာကိုသွားစစ်ဆေးကုသတော့မှကိုယ်မှာစီချိုဖြစ်နေတာကိုတိနေတာမျိုးပေါ့အဲ့တော့ကိုယ်မှာဖြစ်နေ underline နောက်ဆက်တွဲကျမ်းမာရေးပြဿနာကလည်းနာကျင်မှုဝေဒနာကိုဖြစ်စေသလိုနာကျင်မှုဝေဒနာကိုလည်းတိုးပွားစေတတ်ပါတယ်ဒါကိုလည်းသိဖို့လိုတာပေါ့နောက်ပြင်စမတိထားမှာကဒီ assessment တွေလုပ်ထားတဲ့ investigation တွေစစ်ဆေးမှုတွေလုပ်ထားတဲ့เนาะ ကိုကျမ်းမာရေးဆိုင်ရာတက်တည်အထောက်အထားတွေကိုကိုနဲ့မကွာရှိထားဖို့လိုတယ်။ပြီးရင်စိတ်ပညာရှင်တဝူးတရားကိုပြတိုင်းပြတိုင်းနဲ့ဒီဒီမှတ်တမ်းမှတ်ရအဟောင်းတွေကိုကိုနဲ့တပါးစီယူသွားပြီးတော့ပြသတင်တယ်။နော်။ဒါတွေကကိုယ့်ရဲ့ documents တွေနော်တက်တည်ထောက်တဲ့ဒီအကုန်လုံးဟာနော် ကွင်းဆက်အနေနဲ့တရားခံရှာသလိုမျိုးကွင်းဆက်အနေနဲ့ဒီသက်တည်အထောက်အထားတွေကတဆင့်ယောဂရဲ့စဉ်မြင့်အမှန်ကိုသိနိုင်တာဖြစ်တဲ့အတွက်ကြောင့် document တွေကိုလည်းတရားထားဖို့လိုပါတယ်စထမအနေနဲ့ကိုနာနေတဲ့ပြဿနာအတွက်ကိုခံစားနေရတဲ့ဝေဒနာအတွက်ပို့မှဖြစ်နေတဲ့ယောဂအတွက်အကောင်းဆုံးကုသနိုင်တဲ့နိလန့်နေကို ကိုကိုတိုင်ရောလိလာဆန်းစစ်ထားသလားလလန်းမီယာများလိလာထားပြီလားဒါမှမဟုတ်သက်ဆိုင်ရာဆရာဝန်နဲ့တိတိကျကျเนาะမေးမြန်းပြီးတော့ရွေးချယ်ထားပြီလားเนาะဒါအရေးကြီးပါတယ်သူ့ရဲ့ optional management นี่ဈေးပဲတောက်ရမှာလားခွဲစိတ်ကုသမှုပဲလိုသလားနှစ်ခုစလုံးရောလုပ်ဖို့လိုလားခွဲเสียရလဲမလို့စိတ်တဲ့ကြောက်เสียရမလို့ねတခြားတော့ နော်ကုသမှုဆိုင်ရာနိလမြောင်ရှိသေးလား alternative alternative တွေအကုန်လုံးကိုလည်းအဆုံးလင်းနော်ကိုမျက်စိရှိမှောက်မှာလိလာတုံးသက်ပြီးတော့ဆိုင်ရာဆိုင်ရာကုသနီအသီးသီးရဲ့ကောင်းကျိုးဆိုးကျိုးအပြစ်တွေဒါတွေကိုလည်းလူနာနဲ့လူနာရဲ့မိသားစုကတိထားမှာဖြစ်ပါတယ်နောက်တစ်ခုက လူတွေရတခုခုပြင်စေးစေးစေးနဲ့စေးကိုပဲအားထားလေးရှိပါတယ်။ဂျမ်းမာရီဆိုင်ရာကုသရေးနီလန်းများမှာစေးတခုတည်းခွဲစိတ်မှုတခုတည်းရှိနေတာမဟုတ်ပါဘူး။အခြားသောအဂျူဗန့်เนาะအထောက်ကူနီလန်းများကြီးများစွာရှိပါတယ်။နာကျင်မှုဝေဒနာကိုကုသတဲ့နေရာမှာမှန်ကန်တဲ့နီးစနစ်နဲ့ပြုလုပ်ထဲတဲ့လေ့ကျင့်ခန်းတွေ မျိုးစုံအောင်ရှိပါတယ်เนาะမျိုးစုံအောင်ရှိပါတယ်ဟာရပိုင်းဆရာပံ့ပိုးမှုတွေနဲ့အာဟာရပညာရှင်များကလာခြင်းမှုဝေဒနာကိုတက်တာပြောက်ကင်းအောင်ကုသပေးနိုင်ပါတယ်ကိုခံအားစနစ်เนาะတိုးမြင့်ပြီးတော့လဲလာခြင်းမှုဝေဒနာကိုခံနိုင်ရရှိအောင်လှုပ်ပေးနိုင်တဲ့ဤပညာတွေရှိပါတယ်စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတည်ငြိမ်မှုတိုးတက်မှုရှိအောင် လှုပ်ပေးခြင်းအပြင်လည်းနာကျင်မှုဝေဒနာကိုခံနိုင်စွမ်းရှိအောင်လှုပ်ပေးတဲ့ဤပညာတွေရှိပါတယ်။ကိုယ့်ရဲ့အသွားလာအနေထိုင်ကိုယ်ဟန်အနေထားဘယ်လန့်ဆိုထိန်းခြင်းအပြင်လည်းနာကျင်မှုဝေဒနာကိုတက်တအောင်လှုပ်ပေးနိုင်တဲ့ဤလန့်တွေရှိပါတယ်။ဒါတွေကလည်းပဲအလွန်ကိုအရေးကြီးပါတယ်။လူတွေကဒါတွေကိုသိပြီးတော့တတိမထာမိကြဘူးအလေးမထားမိကြဘူးရှော့တွက်ကြတာရှိပါတယ်။ ဒါတွေကိုကျွန်တော်တို့အလုံးတည်ထားစေခြင်းပါတယ်။ကဲအထမအနေနဲ့เนาะစဉ်းစားမယ်ဆိုတာကတော့အဲ့ဒီမှာထဲတဲ့ကစောစောကတည်ပြီးတဲ့အချက်လက်တွေတည်းကကိုယ်နဲ့အတင်းဆုံးလုံးနီးလန်း safe and effective way ပေါ့။နော်ကိုယ်ကိုယ်တိုင်ဆုံးဖြတ်မှာဖြစ်ပါတယ်။နော်ကိုယ်ကိုယ်တိုင်ဆုံးဖြတ်မှာဖြစ်ပါတယ်။ကိုဒီတကယ် prime decision maker ဖြစ်ပါတယ်။ เนาะသူများပြောလို့လောက်တာเนาะသူများတိုက်တွန်းလို့လောက်တာမျိုးမဟုတ်ဘဲねကိုကိုတိုင်းကိုကာကနနအကုန်လုံးတိပြီးเนาะဆရာဝန်နဲ့ဆေးပြင်ရှင်ရနဲ့အတူအပြန်အလှန်သုံးသပ်ဆွေးနွေးပြီးတော့ကိုကိုတိုင်းရွေးချယ်တဲ့နီးလန်းကိုကိုကိုတိုင်းပဲအရင်ဆုံးမိစမ်းကြည့်ရမှာဖြစ်ပါတယ်ဒါကသတ္တမအထမအရေးကြီးတာပါနောက်တစ်ခုကနဝမအနေနဲ့အကျိုးရှိမရှိပါနဲ့တိုင်းတာမှာလဲ ကိုတီးတဲ့တဲ့ရွေးချယ်တဲ့နီလန်းကိုကုတဲ့အခါမှာအချိန်တိုင်းတာတခုရှိပါတယ်အခုတော့အခုပြောက်တဲ့စေးရလို့မရှိပါဘူးအခုခွဲစိတ်ပြီးအခုတက်တာဝါတာမျိုးလည်းမဟုတ်ပါဘူးအဲ့တော့အကျိုးရှိမရှိကိုအချိန်တိုင်းတာတခုထိအောက်ကန်းမရှာကိုတိုင်းရမှာဖြစ်ပါတယ်အဲ့မှာစကိုရင်းနေရှိပါတယ်အဲ့စကိုရင်းနေကတက်ဆိုင်ရာဆေးပညာရှင်များက စစ်ဆေးပြီးတော့ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်တိုးတက်မှုရှိရင်ဆက်လက်ပြီးတော့လုပ်လို့တိုးတက်မှုမရှိဆိုရင်တော့ဆုတ်ယုတ်သွားရင်တော့အခြားနီလန်တစ်ခုကိုဝိုင်းဝန်းပြီးတော့အပြေရှာမှာဖြစ်ပါတယ်ဒါကနဝမမြောက်တတိထားမဲ့အချက်ပါဓတမမြောက်အနေနဲ့ကတော့လူနာရီအနေနဲ့နော်ဘာကျမ်းမာရေးဆိုင်ရာဘုသူတာတွေနော်ကြိုတင်ပြီးတော့တည်ထားတဲ့လေ ဒီနာကျင်မှုဝေဒနာကိုဘယ်လောက်ကြာကြာเนาะစောင့်ရမှာလဲဘာတွေရောဆက်လုပ်ရမှာလဲဆိုတာကိုเนาะ follow up လုပ်ရပါမယ် polar ဆိုတာကသက်ဆိုင်ရာစိတ်ပညာရှင်များရဲ့ညွှန်ကြားချက်အတိုင်းပုံမှန်ပြသဖို့လိုပါတယ်စိတ်ရှည်ဖို့လိုပါတယ်တော်တော်များများကဒီဆရာဝန်နဲ့ဆေးကုတယ်ဒီဆရာဝန်နဲ့ဆေးကုလို့မပြောင်းဘူးဆိုရင်နောက်ဆရာဝန်တယောက်စီရောက်တယ် နောက်ဆက်အောင်တောင်းလည်းမပြောင်းဘူးဆိုရင်နောက်စည်းကမ်းတစ်ခုကိုကူးတယ်နော်ရုပ်ဆာဆုံးနော်နိုင်ငံเจ้าမှာစေးသွားကူးတယ်စားကြည့်တဲ့ပြင်ပေါ့နော် medical shopping လို့ခေါ်တဲ့နေရာမျိုးစုံကုသမှုမျိုးစုံကိုကုသပြီးနောက်ပိုင်းကိုယောဂါကဘာယောဂါမှန်းတော့မှမတိလိုက်ပဲနဲ့အသက်ဆုံးပါသွားတဲ့လူတွေတွေ့နေရပါတယ်အဲ့တော့ဒါဒီအကုန်လုံးကကျွန်တော်တို့ เนาะဒီနာကျင်မှုဝေဒနာကိုကုသတဲ့အခါမှာကြည့်လို့အစင်းစင်းကျွန်တော်အကြံမြင်အပြင်ဆက်ချက်ခွဲပြထားပါတယ်အဲ့ဒီအတိုင်းကုသမှာဒါလင်း chronic pain disease ဆိုခေါ်တဲ့နာသာရှိနာကျင်မှုဝေဒနာခံစားရတဲ့ပြဿနာများကိုအပြေရှာနိုင်ပါမယ်ဆိုတဲ့အကြောင်းကျွန်တော်အနေနဲ့เนาะပညာပေးရင်လည်းညီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ် CFAM, caring for well-being.